အလုံးမမင်္ဂလာပါ The Great Godzilla Terror မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကြည့်ပေးမယ် Pick up by reading ကတော့သူ့ဘက်ကပေါ့နော်အဲဘလို့ action မျိုးယူမလဲဆိုတဲ့ပုံမျိုးပေါ့နော်ရှေ့တူဖို့စဉ်းစားနေလားနောက်ဆုတ်ဖို့စဉ်းစားနေလားဆိုတာကိုကြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ပေးထားတဲ့ပုံလေးတော့မဟုတ်လည်းကနှစ်သက်အပုံလေးတစ်ပုံကိုရေးချက်ထားပါ ါဆိုရင်ဖန်ယူလို့ပြီးလောက်ပြီးထင်ပါတယ်အဲ့တော့ Facebook ကနေ Terror မင်းမြန်လိုပါက Facebook ရဲ့ search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ရှိရင် page ကိုလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ် page messenger ကနေလည်းလောက်မေးမြန်းလို့ရတယ်လို့ဗီဒီယိုတိုင်းမှာ Viber Telegram WhatsApp ဖုန်းနံပါတ်တွေလည်းထည့်ပေးထားပါတယ်။ YouTube ကနေ reading တွေကိုပုံမှန်ကြည့်ရှုနေတယ်ဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။ YouTube video တိုင်းအောက်မှာလည်း Facebook page link ကို Viber Telegram WhatsApp ဖုန်းနံပါတ်ရောထည့်ပေးထားပါတယ်။ဒါဆိုရင် ီပုံလေးကိုရေးထားတဲ့ဖိုင်ဝမ်းလေးတွေဖိုင်ဝမ်းလေးတွေတစ်ဖက်လူက three. So, searching or six of one, quimitar. အဲ့တော့ဖိုင်ဝမ်းလေးတွေရဲ့တစ်ဖက်တူပါပေါ့နော်ပြောမယ်ဆိုရင်အတွေးထဲမှာတော့သူကတော့ရှေ့တိုးနေတယ်သိလားဒါပေမဲ့လက်တွေမှာရှေ့မတိုးသေးတာအတွေးထဲမှာရှေ့တိုးနေတယ်နော်ဒါပေမဲ့လို့ဒီမှာပေါ့နော်သူ့ရဲ့အတွေးထဲမှာတော့အကယ်၍လက်ရှိ relationship ဆိုလို့ရှိရင် crush တို့ဘာလို့ဆက်ဆံရေးတို့ဆိုလို့ရှိရင်တော့တစ်ဖက်လူပါပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ကိုနဲ့တကယ်ဘောနော်တာယာပြီးတော့ပျော်ရွှင်တဲ့ life တစ်ခုကိုသူက တိဆောက်ခြင်းနဲ့အဲ့လိုပုံစံမျိုးရှိတယ်เนาะအဲကိုယ့်ရဲ့ပြောစကားရယ်လဲနားထောင်ခြင်းနဲ့ပေါ့เนาะကိုနဲ့ရှေ့ကိုပြောပြောမလဲကောင်းမွန်တဲ့ပေါ့เนาะအနာဂတ်တစ်ခုကိုဖြောင်မြောင်တန်တန်သူကသွားခြင်းနဲ့ပုံစံမျိုးရှိတယ်เนาะအဲဒီမှာတွေ့ရဲ့ energy ရဆိုတစ်ဖက်သူကပေါ့เนาะကိုပေါ်တကယ်လဲချစ်ချင်းမြတ်တာရှိရယ်ပေါ့เนาะအဲ့လိုပုံစံမျိုးတွေ့ရတယ်ဒါလက်ရှိ relationship တို့ crush တို့ဆိုလို့ရှင်တော့ ခြေနေကောင်းတယ်နော်ခြေနေကောင်းတယ်ဘာလို့လဲဆိုတော့သူတို့ကအဲကိုကိုတွေးလို့ရှိရင်ပျော်ရွှင်နေရပါတော့။အဲ့လိုမျိုးပျော်ရွှင်နေတဲ့အခြေအနေမျိုးကိုလည်းအမြဲတမ်းထိမ့်သိမ်းထားခြင်းနဲ့ကိုယ်နဲ့အမြဲတမ်းပေါ့နော်ရှေ့ဆက်သွားခြင်းနဲ့ long term အထိပေါ့နော်အဲ့လိုသွားခြင်းနဲ့ပုံစံမျိုးရှိရဲ့။ဒါကြောင့်မလို့လက်ရှိမှာပေါ့နော်လက်တွေ့တော့မတိုးလာသေးဘူးဆိုလို့ရှိရင်ဒါမှပဲရှေ့တူဖို့စဉ်းစားနေတာမျိုးပေါ့နော်သူဘက်ကရှိရဲ့ဆိုတာမျိုးတွေ့ရတယ်။ဒါပေမဲ့လို့အကယ်၍ဒီခဏရှင်က axial axial လို့ရှိရင်တော့နည်းနည်းလေးပေါ့နော်ဟိုဟာပြော stack ဖြစ်နေတဲ့အခြေအနေမျိုးတော့ရှိတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီမှာက x ဆိုလို့ရှိရင်ပေါ့နော်လက်ရှိ x မှာကဥမာသက်ဆိုင်သူပေါ့နော်နောက်တစ်ယောက်ရှိနေတာမျိုးတစ်ယောက်ရှိနေတာမျိုးစသဖြင့်ပေါ့နော်အဲ့လိုမျိုးအခြေအနေမျိုးလေးတွေရှိတတ်တယ်။နောက် x ဒီဒီမှာအမျိုးသမီးတစ်ယောက်ယောက်ပေါ့နော်သို့မဟုတ်အဲ့လိုမျိုးတစ်ယောက်ယောက်ရဲ့ထိန်းချုပ်မှုအောက် influence အောက်မှာရှိနေတယ်။ အဲလောအဲ့ဟာကိုတော့သူပေါ့နော်လောလောဆယ်ကြော်လွှားနိုင်မဲ့ပုံစံမျိုးတော့တိတ်ပြီးတော့မမြင်ရအောင်နော် x ရဲ့အခြေအနေကအဲ့လိုဖြစ်နေတာအဲ့ဒီလက်ရှိရင်ဆိုင်နေရတဲ့ထိန်းချုပ်မှု အောက်ကနေပေါ့နော်သူ့အနေနဲ့အဲမယုံနိုင်တဲ့ပုံစံမျိုးလေးလည်းရှိတယ်နောက်တစ်ခုကြောက်တဲ့ပုံစံမျိုးလေးလည်းရှိရယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်အကယ်၍ x ဆိုလို့ရှိရင်တချို့ကကြတော့ကိုနဲ့ အဲသူ့ရဲ့ပေါ့နော်သူ့ရဲ့မိသားစုဝင်တွေစသဖြင့်ပေါ့နော်အဲ့လိုသက်ဆိုင်သူတွေပေါ့နော်ကိုယ်နဲ့ဆက်ဆံရေးတစ်ခုမှာသူနဲ့ကိုယ်နဲ့ပေါ့နော်ဂျားမှာအဲ့လိုမျိုးရင်းနေပြီးသားတိပ်ပြီးသားသူရှိတယ်ဆိုလို့ရှိရင်ဥမာသူ့မိသားစုပဲဖြစ်ပြောပေါ့နော်အဲ့လိုမျိုးတွေရှိရယ်ဆိုလို့ရှိရင်သူတို့ဒီ S ကိုနည်းနည်းလေးပေါ့နော်လွှမ်းမိုးထားတယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်နော်သူတို့ကအဲဒီဖိုင်ဝမ်းနေနေပေါ့နော် အစ်စ်မပြေစေချင်ဘူးနော် ဖိုင်ဝမ်းနေ နဲ့ x နဲ့ကြားထဲမှာအထင်လွဲစေခြင်းနဲ့အဆင်မပြေစေခြင်းဘူးဒါပေမဲ့ဖိုင်ဝမ်နေရဲ့ x တီဒီမှာမြင်သလားဆိုဖိုင်ဝမ်နေအပေါ်မှာအရန်ကြည့်တော့စင်စင်ကာကာပုံစံမျိုးတော့မဟုတ်ဘူးနော်တားစင်ရှိသေးရဲ့ဆိုပုံစံမျိုးတွေ့ရတယ်ဒါကြောင့်မို့လို့ဖိုင်ဝမ်နေရဲ့ x တီဖိုင်ဝမ်နဲ့အခုလက်ရှိသူပေါ့နော်ရင်ဆိုင်နေရတဲ့သူ့ရဲ့ပြစ်ဆုတ်ပန်းနဲ့နှစ်ခုရှင်းမဲ့ဆိုလို့ရှိရင် ရှေတူရခန်နောက်ဆုတ်ရခတ်ဆိုတဲ့အခြေအနေမျိုးမှာကြုံတွေ့နေရတယ်။ဖိုင်ဝမ်နဲ့ S ကဘယ်လိုပြောမလဲဆိုခုနလိုပေါ့နော်။နောက်ဆုတ်ဖို့တွေးနေလားရှေတူဖို့တွေးနေလားဆိုတဲ့အခြေအနေမှာသူဒီစိတ်တွေကြောက်ခဲ့ရဖြစ်နေရဆိုတာမျိုးတွေ့ရတယ်ပေါ့နော်။အဲ့တော့လက်ရှိမှာသူဒီပါဆက်လုပ်ရမလဲ။ကိုယ်ပြန်ပြီးတော့ဆက်သွယ်ရမလား။မဆက်သွယ်ရဘူးလားနော်။ရေးရမလားပြောရမလားရေးရအခန့်ကိုပဲအခက်ဆိုတဲ့မြန်မာစကားနဲ့လာပြီးတော့စင်နေရပေါ့နော်။ နောက်တစ်ခုကပါလဲဆိုလို့သူ့အနေနဲ့ပေါ့နော်ကိုယ့်ပေါ်မှာအထင်လွဲနေရလေးလည်းရှိတယ်။အထင်လွဲတဲ့ဆိုဘယ်လိုမျိုးလဲဆိုစိတ်ဆိုးတာစိတ်ကောက်တာဒေါသထွက်တာအဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်။သူတွင်းနေတဲ့ပေါ့နော်သူဖြစ်စေချင်တဲ့ပုံစံမျိုးတည်ပေါ့နော်။အကယ်၍သူ့အနေနဲ့ကိုယ်နဲ့ပြန်ပြီးတော့ contact လုပ်မယ်ဆိုလို့ရှိရင်အဆင်ပြေပါမလားပေါ့နော်။အဲ့လိုမျိုးလေးတွင်းနေရမျိုးရှိတယ်။သူတွင်းနေတဲ့ပုံစံတည်ပေါ့နော်။အဲသူလိုချင်တဲ့ပုံစံမျိုးကိုယ့်ဘက်ကိုယ့်ဘက်အချမ်းမှာရောကိုယ့်ရဲ့အတွေးပေါ့နော်။ကိုယ့်ရဲ့ အဲ့လိုမျိုးစိတ်ကူးတွေအာရုံတွေထဲမှာကောသူနဲ့ပတ်သက်ပြီးတော့သူတွေးနေတဲ့အတိုင်းရှိနေတာကိုဟုတ်ပါမလားဆိုတဲ့ပုံစံမျိုးလေးသူ့ဘက်ကနေစဉ်းစားနေရမျိုးရှိရပေါ့နော်အဲ့တော့ဒီမှာ x ဆိုလို့ရှိရင်လည်း x ကပေါ့နော် သူဒီဒီဖိုင်မန်းနေနဲ့ဆက်ဆံရေးမှာအဲကဲယူသူ့ဘက်ကနေပြီးတော့ပေါ့နော်လုံခဲ့တာလေးတွေမှားခဲ့တာတွေရှိတယ်ဆိုလို့ရှင် သူဒီသူ့မှားသူတိတယ်เนาะ သူ့မှသူတည်တယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်နောက်ပြီးတော့နောင်တရနေတယ်ဆိုတဲ့အခြေအနေမျိုးကိုလည်းတွေ့ရတယ်အဲ့တော့ x ဆိုလို့ရှိရင်လည်း x ကပြန်လာဆက်သွယ်ပြီးတော့เนาะနှစ်ယောက်ကြားမှာအဆင်ပြေတာရတဲ့ဆက်ဆံရေးတစ်ခုကိုပြန်လဲဖန်တီးခြင်းနဲ့ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ဒါကြောင့်မလို့ x ဒီသူ့ရဲ့စိတ်ကူးထဲမှာเนาะကိုကိုကိုရှိပေါ့နော်ရှေ့တိုးလာဖို့စဉ်းစားနေရဆိုတဲ့ပုံစံမျိုးတော့တွေ့ရတယ်။တော့ဒါမဲ့သူဒီကြောက်နေရတဲ့အခြေအနေရှိရပေါ့နော်။ ။ဘာလဲဆို relationship တို့ crash တို့ဆိုလို့ရှိရင်တော့ဒီအခြေအနေကတော်တော်လေးကောင်းနေပေါ့နော်။ဘာလို့လဲဆိုတော့အတစ်ဖက်လူကိုကိုအနေနဲ့ပေါ့နော်။ကိုအစဉ်ပြေခြင်းတဲ့ပုံစံမျိုးလေးတွေကိုလိုခြင်းတဲ့ပုံစံမျိုးလေးတွေတိမ့်သွင်းလို့ရတယ်ဆိုတာမျိုးတွေ့ရတယ်။ကိုလိုခြင်းတဲ့ပုံစံလေးတွေအရေးမွှတ်ပြလိုက်လို့ရှိရင်တစ်ဖက်လူဒီအရေးပြရင်အကောင်မြင်တယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်။အဲ့တော့ကိုတီတူကို ရှေ့တိုးစေခြင်းလားနောက်ဆုတ်စေခြင်းလားပေါ့နော်ကိုအနေနဲ့သူနဲ့ရှေ့ဆက်ပြီးတော့လွန်ထန်း commitment တစ်ခုကိုလိုချင်တယ်ရေရှည်ထိဆက်ပြီးသွားချင်တယ်ဆိုလို့ရှင်ဖိုင်းဝန်းနေအနေနဲ့ပေါ့နော်ဒီလူကိုကိုယ်စိတ်ကြိုက်ပြုပြင်လို့ရမယ်အခြေအနေမျိုးမှာရှိရပေါ့နော်အဲ့လိုပုံစံမျိုးဒီလူဒီကိုယ့်ရဲ့လွန်မှုမှုကိုခံတဲ့ကျောပုံစံမျိုးလေးပေါ့နော်ကမ္ဘာမှုလက်ခံတဲ့ဆော့ပုံစံမျိုးလေးတွေ့ရပါတယ်။ဒါကြောင့်မလို့ crash to rs2 solution တော့ sheet တို့ဖို့ပဲတွေးနေရပါတော့။ဒါ X ဆိုလို့ရှိရင်လည်းရှေ့တူတူတွေးနေတယ်ဒါမဲ့လို့ X ကစိတ်မတည်ငြိမ်သေးဘူးဆိုတော့ဒီမေးခွန်းအတွက်ဒီလားနှစ်ခုကို yes လို့တစ်ထစ်ချတော့ပြောလို့မရသေးဘူးပေါ့နော်အဲ့လိုမျိုးလေးတော့တွေးရပါတယ်ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်ထူးလေးတွေ light hole it away. Haduka. She do what we need now. Also, what we need now. ိုင်းဒူးလေးတွေရဲ့တစ်ဖက်လူကပေါ့နော်ဖိုင်းဒူးလေးတွေနဲ့ပတ်သက်ပြီးတော့ရှေ့တို့ဖို့တွေးနေလားနောက်ဆုတ်ဖို့တွေးနေလားဆိုတော့သူကတော့ဘလို့အခြေအနေမျိုးပါပဲပြီးဖိုင်းဒူးလေးတွေစီကိုရှေ့တို့ဖို့တွေးနေတာတော့အသေးချပဲပေါ့နော်ဖိုင်းဒူးလေးတွေစီကထွက်သွားဖို့တော့လက်ရှိမှာမတွေးထားဘူးเนาะမတွေးထားဘူးရှေ့တို့ဖို့တွေးနေတာတော့ဒါအမှန်ကန်မဲ့အကယ်၍ဖိုင်နူးလေးတွေကသူ့အပေါ်မှာပေါ့နော်ယုံကြည်ဖြစ်ယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေဖိုင်နူးလေးတွေကပေါ့နော်သူ့ကို အသူရဲ့စကားတွေကိုပဲဖြစ်ဖြစ်သူရဲ့လုပ်ရက်တွေကိုပဲဖြစ်ဖြစ်ပေါ့နော်ရုံသည်ဖြစ်စေမြုံသည်ဖြစ်စေဖာနူးလေးတွေအနေနဲ့သူ့အပေါ်မှာဘလောက်ပဲပေါ့နော်မတင်ကာမှုတွေကြီးမားသည်ဖြစ်စေအကယ်၍သူနဲ့မတည့်လို့ခဏခဏပေါ့နော်စကားတွေများရတယ်ရံဖြစ်ရတယ်ဆိုတော့အခြေအနေမျိုးတွေကိုဘလောက်ပဲကြုံတွေ့ရသည်ဖြစ်စေတစ်ဖက်လူသည်နော်အပြစ်မာနေဒီမှာမြင်ရတလားဆိုအပြစ်မာဖော်ထုတ်မပြဘူးဆိုလို့ရှင်တော့သူ့ရဲ့အတွင်းစိတ်ထဲမှာပေါ့နော်ကိုနဲ့ပတ်သက်ပြီးတော့နော်အာ ဥမာပေါ့နော် ဖိုင်ထူးလေးတွေကတစ်ဖက်လူနဲ့ခဏခဏအဆက်အသွယ်ကြီးပါပြက်ချင်လဲပြက်မယ်ဒါပေမဲ့လို့အဲ့ဒါအတီးလဲစိုးရင်စရာအခြေအနေမဟုတ်ဘူးသိလားဘာလို့လဲဆိုတော့နေရာချားမှာပေါ့နော်ရန်နေခဏခဏဖြစ်အာဒေါသကြီးခဏခဏဖြစ်ဖြစ်ရင်လည်းဖြစ်ရလိမ့်မယ်နော်ဥမာနီးလိုက်ဝေးလိုက်အခြေအနေမျိုးတွေအာပြဿနာတက်ပြီးတော့အရမ်းမဝေးသွားမလားပေါ့နော်အဲ့လိုအခြေအနေမျိုးတွေကြုံတွေ့ရင်လည်းကြုံတွေ့ရလိမ့်မယ်ဒါပေမဲ့လို့တစ်ဖက်လူတီးနော်ဖိုင်ထူးတွေရဲ့ live ထဲကနေ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကတော့ဖိုင်နူးတွေကိုထားခဲ့ပြီးတော့ပေါ့နော်သူတယောက်တည်းလစ်သွားဖို့ဟိုအဝေးကိုထွက်သွားဖို့တော့ဒီလိုမျိုးလုံးဝမတွေးထားဘူးအဲ့တော့ဖိုင်နူးရဲ့နဲ့သူဒီပေါ့နော်အချိန်တရာပြက်လဲတရာပြန်ဆက်မှာပဲဒီလားအဲ့လိုပုံစံမျိုးဘာလို့လဲဆိုတော့သူဒီအပီးထွက်သွားဖို့စိတ်ကူးမရှိဘူးသူ့အနေနဲ့ပေါ့နော်ထွက်သွားတယ်လို့ရိတ်ရောင်တွေပြခဲ့တယ်ဆိုလို့ရှိရင်တောင်ဒါကတသက်မှတ်ဘယ်လိုပြောမလဲချိန်ချမှုတစ်မျိုးပုံစံမျိုးပဲရှိတယ်ဒီလား ချိန်ချောက်တယ်ဆိုတော့ပုံစံမျိုးလောက်ပဲရှိတာအဲ့လိုပုံစံမျိုးအော်တကယ်တမ်းကျတော့အာသူ့ရဲ့ပေါ့နော်မူလာသူ့ရဲ့တကယ်ရှင်ဘက်အာရှင်ဘက်ဘယ်ဘက်ရှင်အောင်ကသူ့ရဲ့နှလုံးသားအစ်စ်မှန်ကျတော့ဖိုင်တူးတွေသူ့ကိုပေါ့နော်ဘယ်လိုပုံစံနဲ့တွင်းချင်လဲနော်ဘယ်လိုပုံစံမျိုးနဲ့ပေါ့နော်မူတွင်းချင်တာလဲအဲ့တွင်းချင်တဲ့မူထဲမှာသူ့ရဲ့တကယ်နှလုံးသားနေချင်တာတိလားပျော်ပျော်ကြီးနေချင်တာပေါ့နော်အဲ့လိုပုံစံမျိုး နော်ဒါကိုသူဒီအပြစ်မှာဖော်ပြခြင်းလဲဖော်ပြမှာတချို့ဆိုလို့ရှိရင်မဖော်ပြတတ်ဘူးဆိုတဲ့သူမျိုးတွေဒီဖိုင်ထဲမှာပါလိမ့်မယ်ဖိုင်သူတွေရဲ့တစ်ဖက်လူပါလေအာမဖော်ပြတတ်ဘူးလို့ပါတော့ဗောနော်သူရဲ့စိတ်ခံစားချက်အမှန်ကိုစကလုံးလေးရင်းနဲ့လှပအောင်မပြောတတ်ဘူးလို့ပါတော့အဲ့လိုမျိုးရှိလိမ့်မယ်တချို့ဆိုလို့ရှိရင်သူနဲ့ပေါ့နော်ဥမာအမြဲတမ်းဟိုတချို့လူတွေလိုမျိုးပေါ့နော်လှလန့်တက်ပြီးတော့အဲ့လို လက်လက်ထပြီးတော့ဆက်သွယ်နေရမျိုးတွေပါတယ်မဟုတ်ဘဲနဲ့အာကိုကတော့ပြောမှာတော့သူမဟုတ်တရက်နှစ်ရက်လောက်ဆက်သွယ်ပြတ်သွားတယ်လို့ပြီးမှပြန်လာတယ်လို့ဒီလိုမျိုးတွေလည်းခဏခဏဖြစ်ဖြစ်လိမ့်မယ်ဘာလို့လဲဆိုတော့ဘယ်လိုပဲဖြစ်ပေါ့နော်သူဒီမဆက်သွယ်ဘူးဆိုလို့ရှိရင်လည်းဟိုမဆက်သွယ်ဘူးဆိုတာလည်းဟိုစွန့်ပြစ်သွားတာမျိုးအဲ့လိုမျိုးမဟုတ်ဘူးတိလာသူအမှုမမှန်နဲ့နေတာနေတာပဲတစ်သက်လုံးတော့ကိုယ့်ရဲ့ life ထဲကနေထွက်သွားဖို့လို့နော် ကိုနဲ့မဖြစ်မနေပေါ့နော်အဲ့လိုဆက်သွယ်ရီပြတ်သွားဖို့တို့အဲ့လိုမျိုးတော့ तू လုံးဝမရည်ရွယ်ဘူးဆိုတာမျိုးတွေ့ရတယ်တိလားပြောမှန်ဆိုလို့ရှိရင်လေ तू ကလေကိုနဲ့ तू နဲ့ကြားထဲမှာပေါ့နော်ရန်နေဘဏ္ဍခါပဲဖြစ်ဖြစ် ပြဿနာတွေဘဏ္ဍခါပဲတိုက်ရတိုက်ရအာနှစ်ယောက်ကြားမှာပေါ့နော်အာဘလို့တန်တရားတွေပဲကြည်ထွားကြည်ထွားเนาะဘလို့တန်တရားတွေပဲရှိရှိဥမာနှစ်ယောက်ကြားမှာအတိတ်ကပေါ့နော်ဘလောက်ပဲ trauma တွေပေါ့ နော်စိတ်တန်ရာတွေရှိသည်ဖြစ်စေဘလို့အခက်ခဲမှဆိုပေါ့နော်ဒါဒီအခက်ခဲဆိုတာစိတ်ပန်းဆိုင်ရာလည်းဖြစ်နိုင်တယ်သို့မဟုတ်အငွေကြေးဥစ္စာတနာလည်းဖြစ်နိုင်တယ်ဘလို့ကိစ္စမျိုးတွေပဲရှိရှိပေါ့နော်သူကတော့သူ့ဘက်ကပေါ့နော် စိတ်ကတကယ်အပီးပေါ့နော်ဒီလိုမျိုးစွန့်ခွာပြီးတော့ထွက်ပြေးသွားဖို့စိတ်ကူးမရှိတဲ့အတွက် သူဒီဖော်မပြတတ်ဘူးဆိုလို့ရှင်ဒါမှပဲကိုကိုပေါ့နော်အာတုံတန်းလူတယောက်နဲ့မလဲတဲ့သူမျိုးဖြစ်လိမ့်မယ်ဒါကြောင့်မလို့အလွယ်တကူအဆွန့်ပြစ်ပြီးတော့ထွက်သွားဖို့လိုပါတော့သူမတွေးထားဘူးနော်မတွေးထားဘူးဆိုတာမျိုးတွေးရတယ်ခုနကပြောသလိုပေါ့နော်ကိုတီသူ့အပေါ်မှာလွှမ်းမိုးခြင်းနဲ့ချုပ်ကန်ခြင်းနဲ့ဆိုလို့ရှင်တော့အဲ့ဒီကိုလွှမ်းမိုးထားတဲ့ချုပ်ကန်ထားတဲ့ life မှာ သူကပျော်ပျော်ပပနဲ့ပေါ့နော်အဲ့လိုမျိုးလေးနေကျင်တဲ့စိတ်မျိုးပေါ့နော်ပျော်ပျော်ကြီးအချုပ်ခံမှာဆွဲပုံစံမျိုးနဲ့ပေါ့နော်နေကျင်တဲ့စိတ်မျိုးရှိရဆိုတာမျိုးတော့တွေ့ရတယ်။ဒါကြောင့်မလို့တစ်ဖက်လူဒီပေါ့နော်မဖြစ်မနေရှေ့ကိုတိုးလာဖို့တော့တွေးထားတယ်ဆိုတာမျိုးတွေ့ရပါတယ်။ဒါဆိုရင်ဒါက find to lady တွေ reading ဖြစ်ပါတယ်။ ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ find the relay တွေဒီ file look ကအစပေါ်တွေ့နေတာ sheet တွေ့နေတာ oh sorry ော့တစ်ဖက်လူကပေါ့နော်လက်ရှိမှာနောက်ဆုတ်ဖို့တွေးနေလားရှစ်တိုးဖို့တွေးနေလားဆို find the reader တစ်ဖက်လူကတော့ပေါ့နော်နောက်ဆုတ်ဖို့တွေးနေရဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်သိလားအဲ့နောက်ဆုတ်ဖို့တွေးနေရဆိုတာလေဒီ find the reader အနေနဲ့သူနဲ့ရှားမှာပေါ့နော်တောကတစ်ခုခုရှိရဆိုတာမျိုးတွေ့ရတယ်တောကတစ်ခုရှိရဆိုတာဘယ်လိုမျိုးလဲဖြစ်နိုင်လဲဆိုတော့တချို့ကြတော့ပေါ့နော်ဒီသူနဲ့ကိုနဲ့ရှားမှာကာယကံရှင်နှစ်ယောက်ရဲ့အဲစိတ်ချင်းနေကြောင်းမဟုတ်ဘူးเนาะ စိတ်အခြေအနေကြောင့်မဟုတ်ဘဲနဲ့ပြင်ပပေယောဂပေါ့နော်ပြင်ပပေယောဂတွေကြောင့်မို့လို့နှစ်ယောက်ကြားမှာရှိတယ်ပေါ့နော်မူလဆက်ဆံရွေးရေးတွေနော်မူလတိဆောက်ထားတဲ့ပေါ့နော်ဒီအဲစိတ်ကူးရင်ကဘာပေါ့နော်အဲ့လိုအရာမျိုးတွေကအော်အုံနောက်ထဲမှာဒီဖန်တီးထားတဲ့ဒီကဘာကလေအာပြန်ပြီးတော့ပေါ့နော်တိဆောက်လို့မရနိုင်တော့ဘူးလို့သူ့ဘက်ကနေလဲထင်နေရမျိုးရှိတတ်တယ်နော်အဲ့လိုပုံစံမျိုးနော် ။ဒါဆိုလို့ရှင်တစ်ဖက်လူကပေါ့နော်ကို့ပေါ်မှာတန်အောင်နေမရှိဘူးလားဆိုတော့အဲ့လိုမဟုတ်တော်တော်လေးကိုရှိတယ်။တော်တော်လေးကိုရှိရမှာဘယ်လိုပြောမလဲဆိုတော့ addictive တောင်ဖြစ်တယ်ပေါ့နော်။အဲ addictive ဖြစ်တယ်ဆိုရပုံစံမျိုးလေးတွေ့ရတယ်။အဲသူဘလောက်ပေါ့နော်အကယ်၍သူဒီစိတ်ဓာတ်ပြင်းထန်တဲ့သူဖြစ်ပါစေအဲဘလောက်ပဲပေါ့နော်အဲ့လိုမျိုးဒေါသကြီးရဲ့သူဖြစ်ပါစေနော်တတ်နိုင်ဆုံးပေါ့နော်သူကအဲ့လိုအရန်ဒေါသထွက်နေတဲ့အချိန်ဒီမှာတောင်မှပေါ့နော်။ဘာလို့ဆိုတော့ သူကကိုကပေါ့နော်သူ့ရဲ့ live ထဲကနေထွက်သွားမှဆိုတဲ့အတွက်ကြောင့်မလို့ဟိုအတက်နိုင်ဆုံးပေါ့နော်ထိမ့်ချုပ်ထားတယ်ဆိုတာပုံစံမျိုးလေးတွေ့ရတယ်နော်သူကဘယ်လောက်ထိပေါ့နော်ကိုနဲ့ပတ်သက်ပြီးတော့အဲတာမွန်ထားတဲ့စိတ်ရှိတယ်ဒီမှတ်မှတ်သားသားရှိလဲဆိုရင်ပေါ့နော်နောက်ဆုံးပြောရမယ်ဆိုလို့ရှိရင် find three လေးတွေအနေနဲ့ဒီတစ်ဖက်လူနဲ့ပေါ့နော်ပထမဆုံးတွေ့တဲ့အချိန်အဲကာလဖြစ်ရင်ဖြစ်မယ်နော်အဲ့လိုမျိုးတွေနဲ့ပတ်သက်ပြီးတော့ ဒီအချိန်ကာလတိုင်းရဲ့အဖြစ်ပြတိုင်းကိုပေါ့နော်အဲတချို့ဆိုလို့ရှိရင်အသေးစိတ်ကလေးကအစားပေါ့နော်သူအကုန်မှတ်မိနေတယ်ဆိုတာမျိုးလေးတွေ့ရတယ်ပေါ့နော်အဲ့တော့အဲတစ်ဖက်လူတီဘာဖြစ်လို့အဲ့လူမျိုးတာမှာဘာဖြစ်လို့သူကပေါ့နော်နောက်ဆုတ်ဖို့စူးစမ်းနေရလဲဆိုလို့ရှိရင်အဲသူကဘယ်လိုမျိုးလဲဆိုလို့ရှိရင်လက်ရှိမှာပေါ့နော်သူရဲ့အတွေးသူရောက်သွားတဲ့အတွေးကဘယ်လိုမျိုးလဲဆိုရင်နော်အကယ်၍ပေါ့နော်ဒီဆက်ဆံရေးထပ်ပေါ့နော်ဒီဆက်ဆံရေးထပ် အာတခြားတော့တခြားတော့ပေါ့နော်အရာက ပို့ပြီးတော့အရေးကြီးရဲ့အရာဆိုတာလူတော့မဟုတ်ဘူးဒီလားနော်အဲ့လိုပေါ့နှစ်ယောက်ချားမှရှိရဲ့ကံကြမ္မာအခြေအနေကတော့ဒါအာရှေ့ဆက်ဖို့အာမဖြစ်တဲ့မဖြစ်တင်ဘူးတော့မဖြစ်နိုင်ဘူးတော့စသဖြင့်ပေါ့နော်အဲ့လိုမျိုးအုံနောက်နဲ့စဉ်းစားရမျိုးတော့ဖြစ်နိုင်တယ်ဒါစိတ်ခံစားချက်အရာဆိုလို့ရှိရင်တော့စိတ်ခံစားချက်ကကိုယ်စီမှာအပြေအဝရှိတယ်ကိုယ်စီကနေတော့ပေါ့နော်အာထွက်သွားဖို့စဉ်းစားထားရမျိုးအဲ့လိုမျိုးတော့မဟုတ်ဘူးမဟုတ်ဘူးဒါပေမဲ့လို့ သူ့ရဲ့လောက်ရကတော့ဗောနော်လောက်ရကိုပြောရမယ်ဆိုလို့ရှိရင်ဒါထပ်ပို့ပြီးတော့ဗောနော်ဒီလောကကြီးမှာဗောနော်ဟိုအုံနောက်နဲ့တွေးလိုက်တယ်ဆိုလို့ရှိရင်ဒါဟိုပို့ပြီးတော့အရေးကြီးတဲ့အရာတွေအရာတွေရှိသေးတယ်လို့သူတွေးတာမျိုးရှိလိမ့်မယ်နော်အဥမာဆိုလို့ရှင်ချို့ဆိုလို့ရှင်လည်းသူရငွေကြေးအလောက်ကိုင်းမဲ့ထားလိုက်တော့မိသားစုပဲထားလိုက်ပါစသဖြင့်ပေါ့နော်ကိုနဲ့အဲ့လိုမျိုးရှင်ပြီးတော့ရွေးရမယ်ဆိုလို့ရှင်ပေါ့နော်ဒါအစ်မပြေဘူးပေါ့နော်ဒီဆက်ဆိုင်ရာကိုကိုရွေးချယ်လို့ မဖြစ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်။ तू อ่ะအတိတ်မဖြစ်ဘူးလားဆိုဖြစ်တယ်နော်။မဆွဲလန်းဘူးလားဆိုဆွဲလန်းတယ်ပေါ့နော်။ဒါမှမဟုတ်ပြောရမယ်ဆိုလို့ရှိရင်ကိုနဲ့ပတ်သက်တဲ့အသေးစိတ်ကစပေါ့နော်။အမြဲတမ်းအမှတ်တရတတိတရရှိပါလေရကဲနဲ့ပေါ့နော်။ဒီအခြေအနေကိုဘယ်လိုပြောမလဲဆိုတော့အဲ့လိုမျိုးတခြားပေါ့နော်။တခြားသောအကြောင်းအရာတွေနဲ့ နှစ်ခုရှင်ပြီးတော့ပေါ့နော် trade လုပ်လိုက်တယ်ဖလှယ်လိုက်တဲ့ပုံစံမျိုးလည်းရှိတယ်ပေါ့နော်ရောပရမရောနှကားဆွဲပုံစံမျိုးနဲ့ပေါ့နော်ဒီဥပမာပေါ့နော်သူဒီသူ့ရဲ့ life မှာသူဟာသူစိန်ခေါ်ထားအမျိုးလည်းရှိရင်ရှိလိမ့်မယ်ငါဥမာပေါ့နော်ဒီဆက်ဆံရေးတစ်ခုကိုငါဘွားဖြစ်လိုက်မယ်စတိလိုက်မယ်ပေါ့နော်စတိလိုက်မယ်ဆိုလို့ရှိရင်တစ်ဖက်မှာပေါ့နော် तू ကငါဘွားအတွက်ဘာတွေရရှိလာမလဲညာတွေရရှိလာမလဲဆိုသူ့အနေနဲ့ဟိုအုံနောက်ထဲမှာခုနကပြောသလိုမျိုးပေါ့နော် calculator တစ်လုံးနဲ့လိုမျိုးအာ တွက်ချက်တွက်ချက်တာမျိုးတွေရှိတတ်တယ်ဒီလားတွက်ချက်တာမျိုးတွေရှိတတ်တယ်เนาะအဲ့တော့တစ်ဖက်လူသည်စိတ်ကိုယ်ပေါ်မှာစိတ်ကံစားချက်မရှိလို့လားဆိုတော့မဟုတ်ဘူးเนาะဒီမှာ8ဒေါက်ကလည်းပါတယ်ဒီမှာ9ဒေါက်ကလည်းပါအဲ့တော့တစ်ဖက်လူသည်ကိုယ်ပေါ်မှာစိတ်ကံစားချက်ရှိရယ်เนาะဘော်ထုံမှာလည်း page shop ဘန်နေကဲဆိုတော့သူသည်နော်ဒီဆက်ဆိုင်ကြီးပုံမှာအလေးနက်ထားပြီးတော့မှတေချာလေးစဉ်းစားတဲ့ပုံစံမျိုးတော့တွေ့ရတယ်နော်အဲ့တော့ အော်သူဒီပေါ်ပေါ်တန်တန်တော့မဟုတ်ဘူးတော်တော်လေးတော့စိတ်ထိကြိုက်တာတွေစိတ်ဒုက္ခရောက်တာတွေပေါ့နော်ကိုနဲ့ပတ်သက်တဲ့ဆက်ဆံရေးမှာသူ့ဘက်ကနေတော်တော်လေးတော့အဲ့လိုမျိုးခံစားရတယ်ဆိုတော့အခြေအနေမျိုးတွေဖြတ်တန်းခဲ့ရတာမျိုးတွေရှိတယ်နော်အဲ့တော့ဒီဆက်ဆံရေးကတော့ပြောမယ်ဆိုလို့ရှိရင်အပေါ်မှာ နော်ရှေ့ကဖိုင်ဝမ်းတို့ဖန်တူးတို့လိုမျိုးပေါ့နော် အပေါ်မှာဖီအားရှိနေလို့တို့ကြည့်ခဲ့သူပေါ့နော်ဖီအားပရက်ရှာတွေရှိနေလို့တို့အဲ့လိုမျိုးနဲ့အကြောင်းတရားနဲ့ပတ်သက်ပြီးတော့ဟို စိတ်ဆင်းရဲရတာမျိုးတော့မရှိဘူးเนาะဒီ finery ကတော့ပြောမယ်ဆိုလို့ရှိရင်တော့သူ့ life ကိုတော့သူပိုင်နေဆွပုံစံမျိုးတော့ရှိတယ်။ဒီလားသူ့ life ကိုသူပိုင်နေသူ့ဘဝကိုသူကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ပုံစံမျိုးတော့ရှိတယ်။ဒါမဲ့ဒီ finery တွေနဲ့တစ်ဖက်လူနဲ့ပေါ့เนาะ finery တွေအနေနဲ့တစ်ဖက်လူကိုရှေ့တိုးလာတဲ့ရှေ့တိုးလာစေချင်တယ်ဆိုလို့ရှိရင်တော့ကံမကောင်းတဲ့အချက်တစ်ခုကပါလေဆိုတော့နှစ်ယောက်ချားမှာအဲဒီမှာပေါ့နော်ပြောမယ်ဆိုတော့နှတ်ဆိုးဝင်တဲ့ပုံစံမျိုးလို့ပေါ့နော် အဲ့လိုပေါ့ဘယ်လိုပြောလဲကံကြမ္မာဆိုဝင်ဝင်တာပေါ့နော် ပြောမယ်ဆိုလို့ရှိရင်အဲ့လိုပုံစံမျိုးတကယ်အဲ့တော့တစ်ဖက်လူသည် addictive မဖြစ်ဘူးလားဆိုတော့ဖြစ်တော့ဖြစ်တယ်ဒါမဲ့လို့နှစ်ယောက်ကြားမှာအဲ့လိုမျိုးကံကြမ္မာဆိုဝင်တဲ့ပုံစံမျိုးရှိတာပေါ့နော်နှစ်ဆိုးဝင်တဲ့ဆိုပုံစံမျိုးဖြစ်တာသိလားဒါကြောင့်မလို့တစ်ဖက်လူကပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဩငါကတော့ပေါ့နော်ဒီဒီဒီဆက်ဆံရေးကငါကဆွန့်လွတ်လိုက်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော် သူ့ဘက်ကနေနာနာကြင်ကြင်နဲ့ဆုံးဖြတ်ပေါ့ဘာဘာမဟုတ်ဘူးနော် ဒါပေါ်ပေါ်ပါပါအခြေအနေမျိုးလို့မတွေ့ရဘူးတိလားပြောရမယ်ဆိုလို့ရှင်နာနာကျင်နဲ့ဆုံနာနာကျင်ကျင်နဲ့ပေါ့နော်ဆုံဖြတ်ရတယ်ဆွန့်လို့ရတယ်ပေါ့နော်အခြေအနေမျိုးတော့ရှိနိုင်တယ်နောက်တစ်ခုကပါလဲဆိုလို့ရှင်သူဒီပေါ့နော်လက်ရှိမှာကိုကပေါ့နော်တချို့ဆိုလို့ရှင်ဒီကိုကိုအဲဆွတ်မယ်လို့ဆုံးဖြတ်လိုက်တယ်ပြီးတော့တစ်ဖက်မှာပေါ့နော်တယောက်ယောက်တော့အစားထိုးတဲ့ပုံစံမျိုးတော့ရှိနေတတ်တယ်ဒါမဲ့အဲ့အစားထိုးတဲ့သူပုံမှာပေါ့နော်ဒီမှာမြင်ရတဲ့လောက်ဆိုရင်သူဒီ ကိုနဲ့လောက်ပေါ့နော်ပြောမယ်ဆိုလို့ရှင်ကို့ပေါ်မှာထားတဲ့ချစ်ချင်းမေတ္တာလောက်စူးစူးနဲ့နဲ့ရှိလားဆိုလို့ရှင်တော့ကို့လောက်တော့အတစ်တစ်မဖြစ်ဘူးပေါ့နော်ဒါပေမဲ့လို့လက်တွေ့မှာကြည့်လိုက်မယ်ဆိုလို့ရှင်တော့ကို့ကိုတိတ်ပြီးတော့အဖတ်မလုပ်ဘူးဒါမဲ့တစ်ဖက်မှာအစားထိုးလို့ရတယ်ပေါ့နော် branch ဖြစ်နေတဲ့အဲသူကိုတော့ပို့ပြီးတော့ပေါ့နော်ဂယူးဆိုင်တယ်ဆိုတော့ပုံစံမျိုးလေးတွေ့ရတယ်ဒါပေမဲ့လို့ဟို ဂယူဆိုင်တယ်ဆိုတာကဟိုစိတ်ရှိလို့တော့မဟုတ်ဘူးပေါ့နော်ဒီလိုမျိုးအအကယ်၍ကိုယ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမေ့ချင်လို့ပဲဖြစ်ဖြစ်ကိုယ်နဲ့ပတ်သက်တဲ့အကိုယ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒီ memory တွေကနေအုံနောက်ထဲကနေဖြတ်ပြစ်ချင်လို့ပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်ကိုယ်နဲ့အစင်မပြေတဲ့အချိန်မှာပေါ့နော်အအဲ့လိုမျိုးပေါ့စကားပြောတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးစိတ်ခံစားချက်ဖြည့်ဆွတ်မှုပဲဖြစ်ဖြစ်တခုခုကိုပေါ့နော် तू က ဟိုအစားထိုးတဲ့ပုံစံမျိုးအနေနဲ့နော်တစ်ဖက်မှာတော့တယောက်ယောက်ရှိနေတတ်တယ်။ဥပမာတင်းနဲ့စကားမပြောတဲ့အချိန်မှာဆိုလို့ရှိရင်တစ်ဖက်တစ်ဖက်မှာတယောက်ယောက်နဲ့ပေါ့နော်တော်တော်စကားပြောဖြစ်တဲ့အချိန်တွေမျိုးတွေလည်းကြုံတွေ့ရနိုင်မယ်နော်အဲ့တော့ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူကပေါ့နော်တင်းစကားမပြောဘူးဆိုလို့ရှိရင်တင့်ကိုစကားပြောအောင်လာပြီးတော့သူ့ဘက်က အဲလောက်တာထားစလို့ရှိရင်ပေါ့နော်တင်နေခြင်းနဲ့စိတ်ဆန္ဒအတိုင်းပဲသူကနေပေးလိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါကြောင့်မလို့သူ့ဘက်ကနေပေါ့နော်ဒီဆက်ဆံရေးကိုဥမာဟိုဆုံးလို့တင်တယ်လို့ပေါ့နော်အဲ့လိုမျိုးတွေးတဲ့ပုံစံမျိုးလေးတွေရှိတတ်တယ်နော်အဲ့တော့တစ်ဖက်လူသည်စိတ်ခံစားချက်မရှိလို့တော့မဟုတ်ရှိတော့ရှိတယ်ဒါပေမဲ့တင်တဲ့သူနဲ့ချမ်းမာတော့ဒီလိုမျိုးအစဉ်ပြေပြီးတော့ပေါ့နော်တာရတဲ့ live တစ်ခုကိုတိဆောက်နိုင်မှာမဟုတ်တော့ဘူးဆိုတော့ယုံကြည်ချက်တစ်ခုသူ့ရဲ့အုံနောက်ထဲမှာရှိသွားတယ်နော်ရှိသွားတဲ့အတွက်ကြောင့်မလို့သူသည် လက်ရှိမှာတော့နောက်ဆုံးဖို့ပဲစဉ်းစားတတ်တယ်ရှေ့တို့လာဖို့တော့သူသိပြီးတော့မစဉ်းစားတတ်တော့ဘူးဆိုတဲ့ပုံစံမျိုးလေးပေါ့နော်တွေ့ရပါတယ်ဒါဆိုလို့ရှိရင်ဒါက find the relay တွေအတွက်အဖြေဖြစ်ပါတယ်အဲ့တော့ find မှုလွယ်အဖြေကိုဖတ်ပေးပြီးသွားပါပြီအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမှာကျန်တဲ့ပြည့်စုံကြပါစေ next reading နေ့မှာပြန်လည်ဆုံးရကြမယ်နော်